ားလုံးမင်္ဂလာပါမိတ်ဆွေဟာစက်တလပိုင်းမှာကိုယ့်ရဲ့ကံအဆိုးကောင်းကိုတည်ချင်တဲ့လူတယောက်အင်္ဂါသားသမီးတယောက်ဖြစ်တယ်ဆိုရင်ကျွန်တော်ဒီဗီဒီယိုကိုစောင့်နေတည်ကြည့်ချူပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အခုပြောပြပေးမယ့်ဗီဒီယိုအကြောင်းအရာကစက်တလပိုင်းမှာတွေ့ကြုံလာမယ့်အင်္ဂါသားသမီးတွေရဲ့ကံအဆိုးကောင်းကိုကျွန်တော်တဲရော့ကချောပြီးတော့ဟောပြောပေးသွားမယ့်ဗီဒီယိုစီစဉ်လေးဖြစ်ပါတယ်ကျွန်တော်ကတော့အဘမင်းငါရဲ့တပည့် ကျန်စွမ်းတော်ဖြစ်ပါတယ်မိတ်ဆွေတို့ကိုကျွန်တော်အမြဲတမ်းဘေးဒင်ရေဒီယာတွေနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးနေဆရာတယောက်လည်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဘေးဒင်တွေရေဒီယာတွေကိုစိတ်ဝင်စားမှုရှိတယ်ဆိုရင်ကျွန်တော်ကောက်လေးကို follow လုပ်ပေးတာပါဘေးနားမှာရှိနေတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့နေ့စဉ်နဲ့မျှကျွန်တော်ပြပြပေးနေတဲ့ဘေးဒင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိရှိခွင့်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့စတင်ပြီးတော့အင်္ဂါသားသမီးတွေရဲ့အဆိုးကောင်းလေးကိုကျွန်တော် terror cut ချိုးပြီးတော့ဖတ်ကြပေးတော့မှာဖြစ်ပါတယ်ဘာမှအအောင်ဆုံးအင်္ဂါသားသမီးတွေရဲ့ ကိုပိုင်လုပ်ငန်းအနေနဲ့ပတ်သက်တဲ့စီးပွားရေးနဲ့ပတ်သက်တဲ့အပိုင်းကိုစတင်ပြီးဟောမှာဖြစ်ပါတယ်။နံပါတ်1အနေနဲ့ဒီကာလမှာကျွန်တော်တို့အင်္ဂါသားသမီးတွေကကိုပိုင်စီးပွားရေးနဲ့ပတ်သက်တဲ့အပိုင်းတွေမှာခက်ခက်ခဲခဲပြင်ပမှန်စ조사ပြီးတော့ရုံးကန်နေရတဲ့အခြေအနေအပိုင်းခြားတစ်ခုကိုရောက်ရှိနေပါတယ်။ကိုယ့်ရဲ့လုပ်ငန်းကိစ္စမှာမျှော်လင့်ထားတာတွေဆုံးရှုံးတာတွေဖြစ်ပေါ်နေတဲ့အခြေအနေအပိုင်းခြားတစ်ခုလည်းဖြစ်ပါတယ်။ ။တနည်းအားဖြင့်ပြောရင်ဒီကာလမှာကိုပိုင်စီးပွားရေးလှုပ်ဆောင်တဲ့အင်္ဂါသားသမီးတွေဟာကိုယ့်အတွက်အခက်အခဲအကြမ်းတမ်းတွေကြုံတွေ့နေရတယ်။ခါတိုင်းလာနေတဲ့မတူပဲဒီလဟာကိုယ့်အတွက်စီးပွားရေးနဲ့ပတ်သက်ပြီးလှုပ်ဆောင်တဲ့အခါမှာစိတ်ရှုပ်စရာစိတ်ညစ်စရာအာဘယ်လိုကောင်းလဲလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပြင်းမှန်းစရာများစွာနဲ့ကြုံတွေ့နေရတဲ့ကာလအပိုင်းကြတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မို့လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးတီးခတ်မှုနည်းနေတာလေစကားပြောတဲ့အခါမှာဒေါသလီတံပါတာတွေကြောင့်ကိုယ့်ရဲ့ customer တွေကိုယ့်ရဲ့စီးပွားရေးနဲ့ပတ်သက်မိတ်ဆွေအပေါင်းအသင်းတွေ နဲ့ကျွန်တော်တို့အဆင်မပြေဖြစ်တာလေးစကားအငင်းကုန်ဖြစ်တာလေးတွေ့ကြုံဒါရမယ့်အချိန်ကြီးပန်းချတစ်ခုဖြစ်ပါတယ်ကျွန်တော်အထူးမှကျွန်တော်တို့အင်္ဂါသားသမီးတွေဒီကာလမှာအပြိုင်ဆိုင်အတိုက်ခိုက်မနာလိုတာမလုပ်ပါနဲ့ကိုယ့်ရဲ့ဒီမနာလိုမှုကိုယ့်ရဲ့ပြိုင်ဆိုင်လိုမှုကိုယ့်ရဲ့တိုက်ခိုက်လိုမှုတွေဟာကိုယ့်ရဲ့ငွေကြီးကိစ္စဆုံးရှုံးသွားတာပဲဖြစ်ပေါ်လိမ့်မယ်အဲ့တော့အလောက်ကန်ကိစ္စတွေနဲ့ပတ်သက်ပြီးရရှိလာတဲ့အခွင့်အလမ်းကိုအကောင်းဆုံးအသုံးချပါကိုယ့်ရဲ့ဖြစ်တည်နေတဲ့လုပ်ငန်းပေါ်မှာဟောပဲ ဒီဇိုင်းမမတ်လောက်ဆောင်ဆွေးချင်ပါတယ်။ဒါဆိုရင်အင်္ဂါသားသမီးတွေအတွက်ဒီကာလမှာစီးပွားရေးကိစ္စတွေနဲ့ပတ်သက်ပြီးဆိုးဆိုးဝါးဝါဖြစ်တည်စရာအားနည်းတဲ့ကာလအပိုင်းခြားတစ်ခုလို့သုံးသပ်ပြီးတော့ဟောကြားပေးချင်ပါတယ်။နောက်တစ်ချက်ကတော့အင်္ဂါသားသမီးတွေရဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့အပိုင်းခြားဖြစ်ပါတယ်။ကျန်းမာရေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းမှာအင်္ဂါသားသမီးတွေကျန်းမာရေးပြန်လည်ပြောအားကောင်းလာမယ်၊ကျန်းမာတန်ဆွမ်းလာမယ်၊ကျန်းမာရေးနဲ့ပတ်သက်ပြီးသတင်းစကားကောင်းတွေကြားသိရမယ်။အထူးသဖြင့်ကိုယ့်ရဲ့ကျန်းမာရေးထက်ကိုယ့်ရဲ့မိတ်ဆွေပေါင်းတဲ့ ကိုယ့်ရဲ့ညီကုံမော်ဓမကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေကကျမရဲ့နေထိုင်မကောင်းဖြစ်နေတာစိတ်ယုံတက်နေတဲ့လူတွေတက်တာပြောင်းခဲ့ပြီးတော့စိတ်ယုံကနေဆင်းလာတာမျိုးယောဂတက်တာတာစပြည့်ဒီလိုသတင်းစကားကောင်းတယ်ကိုချစ်ရတဲ့လူတွေနေထိုင်မကောင်းဖြစ်နေတာကနေဆင်းပြန်လှည့်ပြီးတော့ကောင်းမွန်လာတယ်ဆိုတော့သတင်းစကားကောင်းတယ်ပုံမှန်ပြီးတော့အားကောင်းလာနိုင်တယ်ပြီးတော့ကိုယ့်ရဲ့တကယ်ချင်းမိတ်ဆွေတွေကိုလည်းကျမရဲ့နဲ့ပတ်သက်ပြီးအထောက်ပံ့ကောင်းတယ်မိမိကိုယ်တိုင်ကလည်းကူညီပေးရတာမျိုးဆောင်ရွက်ပေးတာမျိုးတွေဒီကာလမှာအားကောင်းနေတဲ့ကာလပိုင်းခြားဖြစ်ပါတယ်ကျွန်တော်ဆိုလိုချင်တာကကိုယ့်ရဲ့ကျမရဲ့ထက် ကိုယ့်ရဲ့အပေါင်းအသင်းပိတ်ဆိုကျမ်းမာရေးတွေကပုံမှုပြီးတော့ကုတ်တက်ဝမ်းသာစရာဖြစ်ပေါ်တတ်ပါအဲ့ဒါဆိုရင်ဆရာအကျွန်တော်တို့ရဲ့ကျမ်းမာရေးအခြေအနေဘယ်လိုရှိလဲဆိုတော့ကောင်းမွန်နေတဲ့အထောက်ပံ့ကောင်းကောင်းမွန်နေတဲ့ကံအခွင့်အလမ်းကောင်းနေတစ်ပေါ်နေတဲ့ကာလအပိုင်းချလို့ပဲဟောကြားပေးချင်ပါတယ်တို့တော့အဲ့တော့မရှိရှိရာရှာကြံပြီးပြောမယ်ဆိုရင်တော့တွေ့ထက်တန်ရုံနဲ့ငယ်ထွက်တတ်တယ်တရားအနာတရားကြီးတာမျိုးပြောတာမျိုးမဟုတ်ဘူးကလုတ်တိုက်တာချော်လဲတာစသဖြင့်တခုနေထိမိခိုက်မိတာခန္ဓာကိုယ်ကသွေးထွက်ဂိမ်းရှိတယ်အနေငယ်ဒါလေးကိုတော့ view site စင်ကျင်စေချင်ပါတယ် နောက်တစ်ချက်ကတော့အင်္ဂါသားသမီးတွေကြုံတွေ့လာမယ့်ငွေကြေးကိစ္စအနေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။ဒီကာလမှာငွေကြေးကိစ္စအနေနဲ့ပတ်သက်တဲ့အင်္ဂါသားသမီးတွေကစိတ်ဝမ်းကွဲမှုတွေဖြစ်ပေါ်တတ်ပါတယ်ငွေကြေးကိစ္စကြောင့်เนาะမိသားစုကြားထဲမှာစိတ်ဝမ်းကွဲတာလုပ်ငန်းရှယ်ယာလောက်တာအနေနဲ့စိတ်ဝမ်းကွဲတာငွေကြေးကိစ္စမှာကိုယ့်ဘောမနာလိုတဲ့လူတွေကိုယ့်ဘောတမျိုးမြင်တဲ့လူတွေနဲ့တွေ့ကြုံလာတတ်တယ်။နောက်ဆုံးအကုန်ကုန်ပြောမယ်ဆိုရင်ကိုယ့်ငွေကြေးနဲ့ကိုကိုကတာကူညီပေးလိုက်တာကိုငွေကြေးကိစ္စအနေနဲ့ပတ်သက်ပြီးတော့တမျိုးတစ်ပုံပြန်လဲပြီးတော့တုတ်ပြန်တာမျိုးတွေဒီကာလတွေမှာတွေ့ကြုံလာတတ်တယ်။ ဒါကြောင့်မလို့ကျွန်တော်အနေနဲ့မှားချင်တာတော့ဒီကလာမှာငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးမိတ်ပြတ်တတ်တယ်။နော်။မော်နမတာချင်းရံဖြစ်တတ်တယ်၊စကားများတတ်တယ်၊အငင်းကောင်ဖြစ်တတ်တယ်။ဒါကြောင့်မလို့ငွေကြေးကိစ္စတွေနဲ့ပတ်သက်တဲ့အရှုပ်ရှင်းနေရကိုချစ်ခင်ရတဲ့လူတွေနဲ့ငွေကြေးကိစ္စအရှုပ်ရှင်းမလုပ်တာအကောင်းဆုံးတက်လိမ့်မယ်။အဲ့တော့နောက်တစ်ခုကဒါဆိုလို့ရှိရင် okay အဲ့လိုမလုပ်ဘူးဆိုရင်ရောကျမတို့ငွေကြေးကံကောင်းလာနိုင်လားလို့ပြောမယ်ဆိုလို့ရှိရင်အယူဆမှာဒီကြောင့်ငွေကြေးကိစ္စတွေဟာဆုံးရှုံးနေတာမှုများတတ်တယ်။ဥပမာဗျာချဲလို့ချဲထုတ်လိုက်တာမျိုး ငွေကိုဖြတ်လိုက်နေနဲ့လိုက်တာငွေပေါ်ငွေပြန်ရင်းတာဟာမြတ်တာပဲအဲတေချာမစင်းစားမစင်ချင်တဲ့ねငွေကြီးကိစ္စတွေမှာပြုတ်လုံမိတာငွေအလွယ်လိုက်တာလောဘကြီးရတဲ့ကြောင့်ငွေကြီးဆုံးရှုံးရနိုင်တယ်အဲ့တော့အဲ့ဒါလေးတွေကိုနည်းနည်းထိမ့်မယ်ဆိုကိုယ့်ရဲ့ငွေကြီးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အထိုင်လျောက်ကြံကောင်းမှုတွေရှင်းနေပါတယ်နောက်တစ်ခုတွဲကြုံလာမယ့်အင်္ဂါသားသမီးတွေရဲ့အခြေအကိစ္စဖြစ်ပါတယ်အခြေအကိစ္စမှာအဆင်မပြေတာမဟုတ်အဆင်ပြေတယ်ဒါပေမဲ့တစ်ခုခုလိုအပ်နေတယ်လို့ခံစားရတယ်နော် သူကပဲကို့မချစ်လို့လို့သူကပဲနောက်တယောက်ထားလို့လို့အမှန်တကယ်ကျတော့သူ့ဘက်ကလည်းဘာမှမဟုတ်ကို့ဘက်ကလည်းဘာလည်းမဟုတ်တယောက်နဲ့တယောက်အချစ်လွန်အားကြီးပြီးတော့တယောက်နဲ့တယောက်ဟိုဘယ်လိုခေါ်မလဲဟိုလိုအပ်တာတဲ့ပုံမှုပြီးတော့ကဲအောင်လုပ်တာပေါ့နော်ဂယူဆိုင်မှုတွေဖြစ်ပေါ်လာတယ်အဲ့ဂယူဆိုင်မှုတွေနောက်ကဘာဖြစ်လာလဲဆိုတော့ခဏပြောစိုးရိမ်ပူပန်မှုတွေတွေးတောမှုတွေအများကြီးတဲ့ကာလပိုင်းခြားတစ်ခုဖြစ်တယ်ဆိုတော့ဒီချိန်မှာအခြေအကိစ္စနဲ့ပတ်သက်မယ်ဆိုတော့ဟိအမှန်တန်အားကောင်းနေတဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်တယ်အရန်ချစ်အရန်ကြည်နူးတဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်တယ် အမကောင်းမှုဆိုရင်လည်းတယောက်နဲ့တယောက်အရန်တက်အရန်ရန်ဖြစ်တဲ့ကာလပိုင်းချို့ဆိုလိုတာအခြေအကိစ္စမှာအစွန်းနေအစွန်းနေဖြစ်ပေါ်နေတယ်ပေါ့ကံကောင်းတဲ့အတွဲကြီးကြတော့အရန်နေကံကောင်းတဲ့အရန်နေအဆင်ပြေနေကံဆိုးတဲ့အတွဲရတဲ့အတစ်ချိန်လုံးပြတ်မဲဆဲမဲရန်ဖြစ်မဲစတာဖြစ်ပေါ့နော်အဲ့တော့အခြေအကိစ္စကအစွန်းနှစ်ဖက်မှာရက်တည်နေတယ်အဲ့တော့ကောင်းလားလို့ပြောမယ်ဆိုရင်တော့မကောင်းဘေးရမဆိုအစွန်းရောက်သွားတဲ့အခါမှာသူ့ရဲ့နောက်ဆက်တွဲဆိုးကျိုးကတော့ကောင်းမွန်နေတဲ့ဆိုးကျိုးတော့မဖြစ်လာနိုင်အဲ့တော့အခြေအကိစ္စတစ်ခုကခဏကျွန်တော်ပြောလို့ဖြစ်မယ်ဆိုလို့ရှိရင်လေကောင်းပြီဆိုရင်လည်းသူများလည်းမတူဘူးအမတန်ကောင်းတယ် ်ဆိုပြီးဆိုရင်လည်းသူများလည်းမတူအမနန်ဆိုးတယ်အဲ့ဒီအပေါ်မှာကျွန်တော်မိတ်ဆွေတွေတာယာသွားမယ်ဒါမှမဟုတ်လို့ရှိရင်စိတ်ညစ်ဆိတ်ရှုပ်သွားမယ်ဆိုလို့ရှိရင်နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ဆိုးကျိုးတွေဟာနောက်တစ်ချိန်မှာဒီလိုပုံစံမျိုးမရတဲ့အခါမှာမိတ်ဆွေအနေနဲ့အဆင်ပြေပါမလားဆိုတော့17လပိုင်းမှာတော့ကောင်းနေတယ်ပေါ့17လပိုင်းမှာ तू ကဒီပုံစံမျိုးမဖြစ်လာဘူးဆိုလို့ရှိရင်မိတ်ဆွေလက်ခံနိုင်မလားလက်ခံနိုင်တယ်ဆိုရင်တော့ကောင်းတယ်ပေါ့လက်မခံနိုင်ဘူးဆိုရင်တော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးပြဿနာအရှုပ်ရှင်းနေအများကြီးဖြစ်လာနိုင်တယ်ဆိုတော့ဒီချိန်မှာအခြေအကိစ္စတွေနဲ့ပတ်သက်ပြီးတော့နည်းနည်းလေး ဘလောက်ပဲအခြေအကောင်းနေပြီစီဘလောက်ပဲအခြေအဆိုးနေပြီစီနည်းနည်းခရုစိုက်ဖို့တော်တော်လိုအပ်တယ်အဲ့တော့မြန်မာစံကပုံရပြောမယ်ဆိုရင်တော့တတိမမူကူမမြင်နဲ့ဆိုတော့အပျော်ကြီးပျော်ပြီးွားပြီးတော့အဲ့ဒီအပေါ်မှာတတိလက်လို့ဖြစ်သွားတဲ့အခါမှာပြဿနာဖြစ်လာမှာတော့စိုးရိမ်နေဒါလေးပြောချင်းဖြစ်ပါတယ်နောက်တစ်ချက်ကတော့အိမ်တော်ကြီးကိစ္စနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်အိမ်တော်ကြီးကိစ္စတွေမှာကောင်းမွန်တော့အိမ်တော်ကြီးတည်ဆောက်မှုတွေအားကောင်းနေတဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်လူကြီးမိဘတွေရဲ့အကူအညီထောက်ပံ့မှုတွေအိမ်တော်ကြီးကိစ္စနဲ့ပတ်သက်ပြီးအဆင်မပြေဖြစ်တာတွေ ပြန်လဲပြီးတော့အဆင်ပြေတင်းမြက်လာမယ့်အချိန်ဒီအပိုင်းခြားတစ်ခုဖြစ်ပါတယ်။နားလည်မှုသဘောထားချင်းကွဲလွဲနေရရှိတယ်။နောက်တစ်ခါအိမ်တော်ရင်းနဲ့ပတ်သက်တဲ့အရှုပ်အရှင်းတွေရှိနေတဲ့လူတွေဟိုပါပါဗျာ။နောက်တစ်ယောက်ပေါ့နော်။အာမရင်ငယ်လင်းငယ်စတဲ့ဖြစ်ပေါ့နော်။ဒီလိုမျိုးတိတ်တိတ်ပုံဖြစ်နေတဲ့ဇလန်းတွေပွေလင်းညင်တော်မအားကောင်းပြီးတော့တက်နာဖြစ်ရင်လည်းဖြစ်မယ်မဖြစ်ရင်လည်းအဲ့အငယ်အနောက်တွေနဲ့ပြတ်မယ်နော်။ ဆိုတာကအဲ့လိုမျိုးတွေးတောပူပင်နေရတဲ့ကိစ္စတွေကင်းရှင်းလာမယ့်ကာလပိုင်းခြားတစ်ခုဖြစ်ပါတယ်အဲ့တော့အချိန်ကလည်းတိတ်မရဘူးဆိုတော့အိမ်တော်ကြီးကိုကျွန်တော်တို့တို့ပြောမယ်ကိုယ်အနေနဲ့တန်ရာဖြစ်စရာတွေကိုယ်အနေနဲ့စိတ်ရှုပ်စရာတွေရှိတယ်ဆိုဒီကာလမှာယတိပြတ်ကင်းကင်းချင်းချင်းပုံမှန်လေးလေးမြင်းမြင်းတသာဖြစ်ပေါ်လာမယ့်အချိန်ဒီပိုင်းခြားတစ်ခုဖြစ်တယ်အဲ့တန်ရာတွေအဲ့ဘလကောမလဲအစမပြေမှုတွေကနေစအစမပြေမှုကူးပြောင်းလာမယ်အချိန်ဒီပိုက်ချတခုဘလို့ပုံစံပြောင်းလဲလာမယ်တော့ကျွန်တော်ပြောတတ်ဘူးသူနဲ့ပြတ်ပြီးတော့အဲ့တန်နေရာမရှိတော့လည်းဖြစ်နိုင်ရင်သူကိုယ်တိုင်ကသူ့အရှုပ်ချင်းနေသူပြတ်ပြီးတော့ကိုကိုမကိုဖြစ်သွားတာလည်းဖြစ်နိုင်တယ်ပေါ့နော်โอเค နောက်တစ်ခုကတော့တွေ့ကြုံလာမယ်ကျွန်တော်တို့ရဲ့ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့အပိုင်းခြားဖြစ်ပါတယ်ဒီကလောက်မှာအင်္ဂါသားသမီးတွေဝန်ထမ်းတွေနဲ့ပတ်သက်အမှန်တရားအားကောင်းနေတဲ့ကာလအပိုင်းခြားတစ်ခုဖြစ်ပါတယ်ကိုယ့်ရဲ့လောက်ပေါ်ကင်ဘက်တွေရဲ့ support ပေးတာမျိုးထောက်ပံ့ပေးတာမျိုးအဲဒီအထက်သူကြီးတွေကနေစင်ကိုကိုအာဘယ်လိုခေါ်မလဲလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့အကဲခတ်တာစမ်းသက်တာเนาะယာတူတိုးပေးဖို့လာစာတိုးပေးလို့ကိုကိုစာမွက်စစ်တာမျိုးတွေဒီကာလမျိုးမှာကြုံတွေ့လာရတယ်အဲ့တော့ကျွန်တော်ပြောချင်တာလက်ရှိကိုယ့်ရဲ့လုပ်ငန်းကိစ္စမှာအားကောင်းနေဆိုရင်မိတ်ဆွေလုပ်ငန်းကိုပုံမှုပြအားဆိုင်ပြီးလုပ်ပါ အဲ့ဒီအခု17လပိုင်းကအားဆိုင်မှုတွေဟာဒီ17လပိုင်း17လပိုင်းမှာမိတ်ဆွေတွေလာစားတိုးဖို့အတွက်ရာသူကောင်းရဖို့အတွက်နေရာကောင်းရဖို့အတွက် possession ရဖို့အတွက်အထောက်အပံ့ကောင်းများစွာရရှိလာတယ်နောက်တစ်ခုတော့လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးချိတ်ဆက်မှုအအမတန်ကောင်းတယ်နော်အဲ့တော့အလုံးရှိနေတဲ့လူကကိုယ့်ရဲ့မိတ်ဆွေပေါင်းတင်တဲ့အလုံးရှာခိုင်းအလုံးရတယ်နော်အဆက်အသွယ်ကောင်းတယ် လုံလကိစ္စနဲ့ပတ်သက်ပြီးတော့လုပ်ငန်းတွေအနေနဲ့အများကြီးတွေ့ကြုံလာမဲ့ကာလပိုင်းခြားတစ်ခုလို့ကျွန်တော်အနေနဲ့သုံးသပ်ပြီးဟောကြားပေးတယ်လို့လုပ်ငန်းကပေးတဲ့ bonus တွေ tip money တွေဘောက်စုတွေလည်းရရှိလာနိုင်တဲ့အချိန်ဒီပိုင်းခြားတစ်ခုလည်းဖြစ်ပါတယ်။အဲဆိုအင်္ဂါသားသမီးတွေကျင်းနေမယ်လို့ထင်ပါတယ်။ကျွန်တော်ဟောပြောရမယ့်အချိန်က7 minute ပဲရှိတဲ့အတွက်ကြောင့်မို့ဒီလောက်နေမယ်ကျင်းနေပြီပါ။အားလုံးကအင်္ဂါသားသမီးတွေကိုယ်ကြီးချမ်းသာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ဆုမွန်ကောင်းတောင်းနေမယ်ကျွန်တော်ဒီ live ကိုဒီမှာပဲညနာခွင့်ပြုပါခင်ဗျာ။